ချင်းရတဲ့ဇနီးလောင်းလေးဆွေပြေတစင်းရဲ့လက်တစုံကိုတပွားလုံးစာမလွတ်တော့ပဲတစ္ဆာရှိရှိလက်တွဲသွားပါမယ်လို့တစ္ဆာဆိုပြောကြားလာခဲ့တဲ့တယောက်ဆောင်ဟိဝေယံမင်္ဂလာပါပရိသတ်ကြီးရှင်တယောက်ဆောင်ဟိဝေယံနဲ့ဆွေပြေတစင်းတို့ဇုံတွဲလေးကတော့လာမယ့်နိုဝင်ဘာလအတွင်းမှာခန္ဓာကြီးကျယ်တဲ့မင်္ဂလာအခမ်းပွဲ၅ပွဲတိတိကိုကျင်းပပြုလုပ်ပြီးနှစ်ယောက်တပွားထူထောင်တော့မှာပဲဖြစ်ပါတယ် ငယ်စဉ်အတွဲလေးတွေအဖြစ်ပြိသက်တွေကသဘောတူခဲ့ကြရပြီး6နှစ်ကျော်ကြာချစ်သူရေးစားတွေအဖြစ်လက်တွဲလာခဲ့ကြကအခုဆိုရင်တော့တရားကိုတရားနားလည်ဆုံးချိန်တွေကိုရောက်ရှိလာပြီးဖြစ်တာကြောင့်တဘောအလုံးလက်တွဲပွဲအတွက်ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ် ပြုံဆောင်ဟိဝိယံဟာအခြေအနေနဲ့ပတ်သက်ပြီးနာမည်ပြက်ရှိခဲ့ဖို့ပင်မယ်သူဘဝအတွက်ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးတဲ့နောက်မိမကောင်းပိသားပြီးနာမည်ပြက်မရှိတဲ့လိမ္မာရင်ကျေးတဲ့ဇနီးကောင်းလေးကိုရရှိခဲ့ကောင်သူဘဝအတွက်ကံအကောင်းဆုံးတွေကိုပိုင်ဆိုင်ရတော့မယ်လို့ယုံကြည်လျက်ရှိတာလည်းဖြစ်ပါတယ်ဟိဝိယံဟာအခြေရင်နဲ့ပတ်သက်ပြီးလမ်းမကိုရောက်ခဲ့ဖူးပွင့်မယ်။အခုရရှိခဲ့တဲ့အခြေရေကတော့သူဘဝအတွက်အပြည့်စုံဆုံးဖြစ်တယ်လို့လဲဆိုလာခဲ့တာဖြစ်ပါတယ်။ ။ဒါကြောင့်မလို့လေဆိုပြည့်အပေါ်မှာ အသေးမွားလေးကအစာအစာစရာရာဂရုစိုက်ပေးလျက်ရှိပြီးဆိုပြည့်တဘွားလုံးစာကိုတာဝန်ယူပြီးအေးချမ်းစွာနဲ့လက်တွဲသွားမယ်လို့ဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ ဆွေပြေသိန်းဟာဟိဝိယန်နဲ့ချစ်သူမဖြစ်ခင် ကာလကလေးကသူမရဲ့အိမ်မက်ဟာမင်းသားမင်းသမီးတွေလိုပဲ Husky ရေးစီးပြီးတော့ Pre-wedding ဓာတ်ပုံတွေရိုက်ချင်ခဲ့တဲ့ဆိုတော့ဆန္ဒကိုပြောဆိုခဲ့ပူတာဖြစ်ပြီးအဆိုပါအကြောင်းအရာလေးကိုမှတ်ထားခဲ့ကဟိဝိယန်ကတော့အခုလိုလက်ထပ်တော်မဲ့အချိန်မှာအဆဆရရာဖြစ်စည်းပြီးနေကြတာလည်းဖြစ်ပါတယ်ဒါအပြင်ဟိဝရန်ကသူ့ဘဝတစ်လျှောက်လုံးစာအတွက်ဆိုပြည့်ရဲ့လက်တစုံကိုတောင်တဘဝလုံးလက်တွဲသွားမှဖြစ်တဲ့ဆိုတဲ့အကြောင်းကိုလည်းတိစ္ဆာဆိုပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ ပြောဆောင်ဟင်းဝေရန်က I promise to hold your hand through all of life's journey ဆိုပြီးတော့သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာဆိုပြတယောက်တည်းကိုတောင်သူတဘွားလုံးစာအတွက်ရွေးချယ်လက်တွဲဖို့အတွက်ဂရီးသစ္စာပြုပါတယ်လို့ပြောဆိုထားတာပဲဖြစ်ပါတယ်